ကျွန်တော်တို့ရဲ့ Facebook account မှာအဓိကထားပြီးတော့တုံထားခြင်းမရှိတဲ့ဖုန်းနံပါတ်တွေကိုဖြတ်ပစ်တဲ့နေလိုင်းကိုပြောပြပေးမှဖြစ်ပါတယ် Facebook account ထဲကိုဝင်သွားလိုက်ပါ menu ထဲကိုနှိပ်လိုက်ပါအောက်ဘက်ကိုဆင်းသွားလိုက်မယ် setting and privacy setting ထဲကိုထပ်နှိပ်လိုက်ပါ simoro in account center ကိုနှိပ်လိုက်ပါ personal detail ကိုနှိပ်လိုက်ပါ contact info ထဲကိုနှိပ်လိုက်ပါ ီညမှာကျွန်တော်ရဲ့ Facebook account ထဲမှာထည့်ထားတဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဖုန်းနံပါတ်တွေကိုမဖြတ်ခင်မှာတခုတတိထားရမှာကကျွန်တော်တို့ဖြတ်မဲ့ဖုန်းနံပါတ်ဒီဒီ Facebook account နဲ့အဓိကအသုံးပြုထားခြင်းရှိမရှိကိုအရင်ဆုံးကြည့်ဖို့လိုပါတယ်အဓိကအသုံးပြုထားတဲ့ဖုန်းနံပါတ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်ရဲ့အထက်မှာကို primary ဆိုပြီးတော့ပြပေးနေမှာဖြစ်ပါတယ်။အဓိကအသုံးပြုထားတာမဟုတ်တဲ့ဖုန်းနံပါတ်ဆိုလို့ရှိရင်တော့အပေါ်နားလေးမှာ confirm ဖုန်းနံပါတ်ဆိုပြီးတော့ပြပေးနေမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ဖြတ်ပစ်မယ်ဆိုရင်ကိုဖြတ်မဲ့ဖုန်းနံပါတ်လေးတွေကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ အောက်နားလေးမှာ confirm ဖုန်းနံပါတ် delete number ဆိုပြီးတော့ပြနေတာဖြစ်ပါတယ်။ဒါဆိုရှင်တော့ဒီဖုန်းနံပါတ်ဟာအဓိကကျွန်တော်တို့ဒီအကောင့်မှာတုံးထားတာမဟုတ်ပါဘူး။ဖြတ်ပစ်လိုက်လို့ရပါတယ်။ဖြတ်ပစ်မယ်ဆိုလို့ရှိရင်တော့ delete number ကိုနှိပ်လိုက်ပါ။ delete ကိုထပ်ပြီးတော့နှိပ်လိုက်ပါ။ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ email တမှာဖုန်းနံပါတ်ထဲမှာကိုကုတ်ပို့ပေးလာမှာဖြစ်ပါတယ်။ email ဖုန်းနံပါတ်ထဲမှာတွားပြီးတော့တူပို့ပေးလာတဲ့ကုတ်ကိုဒီထဲမှာလာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်။ continue queen နှိပ်ပေးလိုက်ပါသုံးနံပါတ်ကိုဖြတ်လိုက်ပြီးပဲဖြစ်ပါတယ် close ကိုနှိပ်ပြီးတော့ပိတ်လိုက်လို့ရပါပြီ